ယောက်ျားလေးတွေတောက်ဖို့အတွက်ကြီးပဲဖြောပြနေမိလို့လုံးမင်းကလေးတောက်ဖို့အတွက်လည်းပျော့ပျော့လေးတွေဖြောပြပါအောင်ကိုထုတ်ကလည်းဟွန်းအဲ့လိုပြောနေကြတဲ့ကောင်မလေးတွေအတွက်ဒီနေ့မိုက်စားလေးဖြောပြမယ်ဘာလေးလဲဆိုတော့ဆိုဂျူလေးဖြောပြမယ်လေအာယောဂတ်ဖလေဘာလေးအသုံးပြုဖြောပြမယ်ဘာလေးဆိုတော့ယောဂတ်ဖလေဘာလေးကတော်တော်လေးတောက်လို့ကောင်းတယ်အဲ့တော့ဆိုဂျူယောဂတ်ဖလေဘာလေးကိုဘယ်လိုမျိုးလေးတွေရောပြမလဲဆိုတော့အရင်ဆုံးရေခဲလေးအရင်ထည့်ပါမယ်အာအာ ိုဂျူလေးကိုဖွင့်ပြီးတော့ထည့်ပါမယ်အာအာနန့်လေးရယောဂတ်နန့်လေးနဲ့အာရန်ကောက်အဲ့တော့ဆိုဂျူယောဂတ်လေးကိုထည့်လိုက်မယ်ယောဂတ်ဖလေးပါဆိုဂျူလေးကိုများများထည့်လေးကောင်းနေပဲရပြီဒီလောက်လေးထည့်လိုက်မယ်ကော်မလေးတွေအတွက်နော်ကော်မလေးတွေအတွက်မဲလွန်လေးသုံးမယ်ပြီးရင်မဲလွန်ကိုကြိုက်တဲ့တစ်စိတ်သုံးလို့ရတယ် အဲ့တော့ melon juice ဖြင့်ရပြီပေါ့နော်အဲ့တော့ melon ဆိုတာသိလားတခွားမွေတခွားမွေဆိုတာ melon melon ဆိုတာတခွားမွေအဲ့တော့ melon လေးလေးထည့်ပါမယ်အာအာအာ melon လေးထည့်လိုက်ပြီရောင်လေးကလှနေရောလှနေရောပြီးရင်ကျွန်တော်တို့ surprise လေးထည့်မယ်ပေါ့နော်အာอืมပေါက်ပြီးရင်တောက်လိုက်ရမှာဂျန်နတ်တာအဲ့တော့ surprise လေးပေါ်ကလောင်းထည့်လိုက်မယ် အဲ့ဒါဆိုရင် ဆိုဂျူယောဂတ်ဖ ्ले ဘာလေးကိုမယ်လွန်လေးနဲ့ရောပြီးစပရိုက်လေးတင်လာတာဟာကာလာလေးအစရိုမက်တစ်အရန်ဖြစ်တာသိရမလားကော်မန်လေးအကြိုက်လှနေရောလှနေရောအဲ့တော့အာတောက်ကြည့်ကြရချီယာ ချိုပင်းလေးပေါ့နော်သူကချိုပင်းလေးဆိုတာဒါပေမဲ့ကောင်မလေးတောက်ဖို့အတွက်တော့အရန်ကပြာဆန်ပြီးတော့လိုက်ဖတ်တယ်ဆိုဂျူလေးလေလေးတောင်တက်ချင်တယ်အရန်မိုက်နောက်တစ်လောက်လောက်ထပ်တောက်လိုက်ရအောင်ကိုအရမ်းမိုက်တယ်ကောင်မလေးအတွက်လည်းပြပြလိုက်ပြီလိုက်တော့ကြည့်လိုက်ကြအောင်အာ